တရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေတရားဓမ္မဒီမှာအောင်မြင်ကျင်ကြတယ်ဆိုရင်လိုက်နာတဲ့အတူယူတဲ့တုတ်တံပဲအဲအဲ့တော့တရားဓမ္မအထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာရှင်အနုရုဒ္ဓရဲ့ထုံးလေးကိုနှလုံးမိပြီးမှအထုတ်နိုင်အောင်တပြီတော့အပိစကားဩဝါဒစကားအနေငယ် ညပေးပါမယ်အဲ့တော့မြတ်စွာဘုရားပွင့်လာတော့တာကူရဲ့မင်းသားတွေတန်တနာဘုံဝင်ပြီးမှယဟန်ပြူကြအဲ့လိုယဟန်ပြူကြတဲ့နေရာမှာအရှင်ဗတ္တိယတို့အရှင်အနန္ဒာတို့အရှင်ဘဂုအရှင်ကိမိလအရှင်ဒေဝတ္တတအရှင်ဥပါလိနဲ့တကွအရှင်အနုရုဒ္ဓ တို့တစုယဟန်အတူပြုကြတယ်ပေါ့အဲ့လိုပြုကြတဲ့အပိုင်းမှာပထမဝါတွင်မှာပဲမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်အတိုင်းတရားအထုတ်လိုက်ကြတာဥမာရှင်အနန္ဒာကသောတာပန်ဖြစ်တယ်ပြီးတော့ရှင်ဗတ္တိယတို့လိုဉာဏ်တဲ့ပုဂ္ဂိုလ်တွေရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ရှင်ဒေဝတ္တကတော့အဘိညာဉ်လောကီအဘိညာဉ်တွေကိုရတယ် ကဲအဲ့ဒါမှပြောကြင်တာကတော့ရှင်အနုရုဒ္ဓရှင်အနုရုဒ္ဓကဒိဗ္ဗစကုအဘိညာဉ်ကိုရဒိဗ္ဗစကုအဘိညာဉ်ကိုရတော့ဒီဒိဗ္ဗစကုအဘိညာဉ်ဆိုတဲ့တမာတိကိုအခြေခံပြီးမှဥပဒနာတရားတွေကိုကြိုးစားအထုတ်တော်လည်းပဲမညာဘုညာနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ဘူးဖြစ် အဲ့လိုမပြုတ်နိုင်တဲ့အတွက်ဒီနေ့မှာရှင်သိုက်ဗုဒ္ဓတန်ချင်းကပြီးမှသူ့ရဲ့အခက်အခဲကိုရှောက်ထားတယ်။အဲ့တော့ရှောက်ထားတာကဘာလဲဆိုရင်ရှင်ဖေဟာတပြည့်တော်မှာလောကတတထောင်လုံးကိုတခဏအတွင်းမှာမြင်နိုင်တဲ့ဒိဗ္ဗစကုအပိညာဉ်လည်းရှိတယ်ဖေဟာ။ဒိဗ္ဗစကုအပိညာဉ်နဲ့သူကြည့်ကျင်နေဆိုရင်ဘာမှမဆိုကြည့်လို့ရတယ်။လောကတတထောင်အတွင်း ဲ့တော့တရားကိုလည်းပဲသူကြိုး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 ဆဆအားထုတ်နေတဲ့အတွက်ဝိရိယလည်းပဲကောင်းတယ်ပြီးတော့တတိတရားလည်းပဲကောင်းတယ်ကိုစိတ်တရားလည်းပဲငြိမ်းချမ်းနေတယ်တမာတိကလည်းပဲကောင်းတယ်ဖေဟာဒါပေမဲ့တပြည့်တော်မညံဘုညာနိဗ္ဗာန်ကိုမရနိုင်ဘူးဖြစ်နေပါတယ်တဲ့အဲ့လိုလျှောက်ထားတော့ရှင်သာရိပုတ္တရာက သူ့ရဲ့လိုအပ်ချက်ကိုထောက်ပြလိုက်တာငါရှင်အနုရုဒ္ဓတဲ့ ငါဟာဒိဗ္ဗစကုအဘိညာနဲ့လောကတတထောင်ကိုတခဏအတွင်းမှာမြင်အောင်ကြည့်နိုင်တယ်လို့အဲ့လိုဖြစ်နေတာဟာတင်းရဲ့တန်တမှာမာနဖြစ်နေတာမာနဖြစ်နေလို့ဖြစ်နေမှမသိဘူးနော်တကယ်တမ်းတော့တရားအထုတ်နေတာပဲတကယ်လည်းပဲအစွမ်းထက်တဲ့ဒိဗ္ဗစကုအဘိညာဉ်လို့တမာတိမျိုးရှိတယ်သို့တော့မတိမတာမာနလေးဖြစ်နေရှာတယ် ီးတော့ငါဟာဝိရိယလည်းကောင်းတယ်တတိတွေလည်းကောင်းတယ်ပတ္တိလည်းပဲရှိတယ်တမာတိလည်းပဲကောင်းတယ်လို့အဲ့တော့အဲ့လိုတွေးတောနေတာဟာဘာဖြစ်တုံးဆိုရင်ဥဒ္ဒစ္စစိတ်ပြန့်လွင့်နေတာဒါပေမဲ့ငါမညံပုံညာနိဗ္ဗာန်ဆိုတဲ့တရားတူတရားမြတ်ကိုမရဘူးလို့ဒီလိုတွေးတောနေတာကကုတ်ကုတ်ဆာနောင်တရနေတာ အဲ့ဒီတရား၃ပါးကတားဆီးနေတဲ့အတွက်ငါရှင်ဟာမညပညာနိဗ္ဗာန်ကိုမရနိုင်ဘူးဖြစ်နေတယ်။အဲ့ဒီတရား၃ပါးကိုပယ်စွန့်ပြီးမှမိမိရဲ့စိတ်ကိုနိဗ္ဗာန်ကိုစေလွတ်ပြီးမှအထုတ်လိုက်ပါ။အဲ့ဒီတရား၃ပါးကိုစွန့်လွတ်လိုက်ပါ။ဒါဆိုရင်ငါရှင်တရားဒုတိယမြတ်တွေရပါလိမ့်မယ်။ကဲအရှင်သာရိပုတ္တရာကနေပြီးမှအဲ့လိုသူ့ရဲ့လူအပ်ချက်ကိုထောက်ပြလိုက်တော့ ရှင်သာယဗုဒ္ဓရာရဲ့လမ်းညွှန်ချက်ကိုနာခံပြီးမှအရှင်နိရုဒ္ဓါကစေတီတိုင်းပါစိနဝန္တဝါဒောကိုသွားပြီးမှတရားဓမ္မအထုတ်တာဘလောက်တောင်အထုတ်တုံးဆိုဝါကြွတဲ့အချိန်ကနေပြီးမှဟိုဝါဆိုကနာနီတီဆိုတော့ရှင်းလဝန်ကျင်လောက်အဲ့ဒါမအိပ်ဖဲနဲ့အထုတ်တာအဲ့လိုအထုတ်တော့မအိပ်ဖဲနဲ့ဆိုတာတော့ဟိုပါပေါ့နော် ကြောမချပဲနဲ့ပေါ့မိပြီးမှအိတ်တံမျိုးထိုင်ရဲ့အိတ်တံမျိုးတော့ရှိမှာပေါ့အဲ့လိုအထုတ်လိုက်တော့ခနာကိုပင်ပန်းလာတဲ့အတွက်ဝါဒေါကဝါပင်ရဲ့အောက်မှာသွားပြီးမှအကြံအစီတွေကိုသူကြံစီနေတယ်သူရဲ့အတွေ့အကြုံရပါတော့เนาะအဲ့တော့သူရဲ့အကြံ9မျိုးမြတ်စွာဘုရားတမျိုးထက်လိုက်တော့10မျိုး အဲ့ဒါကိုမဟာပရိသဝိတ္တတတော်သော great man အိတ်တော်သော great man ဆိုပြီးမှဒီလိုပြောကြတယ်ပေါ့အဲ့တော့အဲ့ဒီအကျံစီတွေကဘာလဲဆိုရင်အပိသတ္တယံဓမ္မောနာယံဓမ္မောမဟိသတ္တာအလိုနဲ့တဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မာတာလျင်လောကုတ္တရာတရား၉ပါးကပြည့်စုံနိုင်တယ်ရရှိနိုင်တယ် အလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာလောကုတ္တရာတရား၉ပါးဟာမပြည့်စုံမရရှိနိုင်ဘူးတဲ့အဲ့တော့အလိုနဲတယ်ဆိုတာပစ္စယအပိစာပစ္စည်းအပေါ်မှာအလိုနဲတာအဓိကမအပိစာမိမိရရှိထားတဲ့တရားတုတရားမြတ်တွေသူတစ်ပါးတွေကိုမသိစေလိုတာပရိယတ္တိအပိစာမိမိတတ်ရှိထားတဲ့ပရိယတ္တိပညာတွေကိုသူတစ်ပါးတွေကိုမသိစေလိုတာပေါ့ ဒုတင်ကအပိစ္ဆာတဲ့မိမိဒုတင်ကျင့်နေတာကိုလည်းသူတို့အားတွေကိုမသိစေလို့ဘူးအဲ့လို အလိုနဲတာကို အပိစ္ဆာလို့ခေါ်တယ်အဲ့လိုအပိစ္ဆာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မာတာလျင်လောကုတ္တရာတရား၉ပါးဟာရရှိနိုင်တယ်တဲ့မဟိစ္ဆာလို့ခေါ်တယ်အလိုများတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မာလောကုတ္တရာတရား၉ပါးမပြည့်စုံနိုင်ဘူးတဲ့ဒါနံပါတ်၁နောက်နံပါတ်၂ကတန်တုတ် တိတတယံဘိက္ခွေဓမ္မောနာယံဓမ္မောအတ္တံဒုဋ္ဌိတတတန်တုဋ္ဌတန်တုဋ္ဌိတရောင်ရဲလွယ်တဲ့ပုဂ္ဂိုလ်ရဲ့တန်တံမာတယ်လောကုတ္တရာတရားကိုပါပြည့်စုံနိုင်တယ်မရောင်ရဲနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တန်တံမာလောကုတ္တရာတရားကိုပါမပြည့်စုံနိုင်ဘူးတဲ့အဲ့တော့အထူးသဖြင့်ပစ္စယတန်တောတာတန်တောတာဆိုတာပစ္စည်းအပေါ်မှာ ရောင်ရဲနိုင်တယ်ပေါ့နော်အဲ့လိုရရှိတဲ့ပစ္စည်းကိုသုံးဆောင်ပြီးမှတရားတူတရားမြတ်ရဖို့သာအဓိကကျန်တာတွေအဓိကမဟုတ်ဘူးဆိုတော့ဒီလိုစိတ်ထားမျိုးနဲ့အထုံနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမာတာလင်းလောကုတ္တရာတရား၉ပါးဟာရရှိနိုင်တယ်အဲ့လိုရောင်ရဲမှုမရှိဘဲနဲ့ဟောလိုခြင်းတရားလိုခြင်းဟောလိုခြင်းတရားလိုခြင်းဒီလိုဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလောကုတ္တရာတရား၉ပါးပြည့်စုံဖို့ဆိုတာမလွယ်ဘူးလို့ရှင်အနုရုဒ္ဓအကျဉ်းစီတယ်နော် ကနောက်တခုကပဝဝိတ္တတယံဘိက္ခွေဓမ္မောနာယံဓမ္မောတင်ကဏိကာရမတ္တာကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကလို့ခေါ်တဲ့စိတ်ငြိမ်မှု၌မွေ့လျော်ပျော်ပိုက်နှစ်ချိုက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမာသာလင်လောကုတ္တရာတရား၉ပါးရရှိနိုင်တယ်အပေါင်းအဖော်၌မွေ့လျော်ပျော်ပိုက်နှစ်ချိုက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလောကုတ္တရာတရား၉ပါးမပြည့်စုံနိုင်ဘူး အဲ့ဒီမှာကာယဝိဝေကဆိုတာတယောက်တီးနေတာပေါ့တယောက်တည်းတရားကြိုးစားအထုပ်ပြီးမှနေတာစိတ်တဝိဝေကဆိုတာဒစိတ်တီးထားတာမိမိရဲ့ကမ္မထအယုန်တွေမှာဒစိတ်တီးထားပြီးကြိုးစားလိုက်တဲ့အခါဥပဇ္ဇရတမာတိအပ္ပနာတမာတိဆိုတဲ့တမာတိတွေကိုရရှိတာတနည်းအားဖြင့်တမာဘတ်၈ပါးကိုရရှိတာအဲ့လိုရရှိသွားပြီဆိုရင်ကိလေသာအပေါင်းအဖော်တွေကနေပြီးမှကင်းကွာသွားတာဒါကိုစိတ်တဝိဝေကလို့ခေါ် အဲ့ဒီတမာတိကိုအခြေခံပြီးမှဝိပဿနာတွေကိုတဆင့်ပြီးတဆင့်အောင်မြင်မြင်အားထုတ်လိုက်လို့နောက်ဆုံးမဉဏ်ပူဉဏ်ရရှိသွားတာနောက်ဆုံးရန္တာတိဖြစ်သွားတယ်ဆိုကြပါစို့အဲ့လိုဖြစ်သွားတာကတော့ဥပတိဝုဝေကဥပတိတွေကနေမှကင်းစိတ်သွားတာအဲ့လိုဥပတိ၃အဲ့လိုဝုဝေက၃ပါးမှာမွေ့လျော်ပျော်ပိုက်နှစ်ချိုက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မာတာလျင်လောကုတ္တရာတရားကိုပါရရှိနိုင်တယ် အပေါင်းအဖော်ဆိုတာလူအပေါင်းအဖော်တွေလည်းပဲရှိတယ်ကိလေသာအပေါင်းအဖော်တွေလည်းပဲရှိတယ်အဲ့ဒီလူအပေါင်းအဖော်တွေနဲ့မွေ့လျော်ပြောပိုင်းနှစ်ချိုက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမှာလောကုတ္တရာတရား၉ပါးဆိုတာမရရှိနိုင်ဘူးတဲ့အရှင်အနုရုဒ္ဓကကြံစည်နောက်တစ်ခါကတော့အရတ္တဝိရယတံဘိက္ခွေဓမ္မောနာယံဓမ္မောကုတိတ္တာကုသိုလ်တရားတွေတိုးပွားအောင်အကုသိုလ်တရားတွေကိုပယ်ခွာနိုင်အောင် လုံလဝိရိယကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာဒါလျင်လောကုတ္တရာတရား၉ပါးပြည့်စုံနိုင်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလောကုတ္တရာတရား၉ပါးဟာမပြည့်စုံနိုင်ဘူးတဲ့မြတ်စွာဘုရားအရှင်အနုရုဒ္ဓကဒီလိုဆက်ပြီးမှကြံစည်တယ်ဒါလည်းပဲရှင်းပါတယ်ပြင်းကြီးရင်ဘယ်လိုမှမရနိုင်ပါဘူးနောက်တစ်ခုကဥပတ္တိတတတိတယံဘိက္ခွေဓမ္မောနာယံဓမ္မော မုတ်ထတတိတ္တ တတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာတာလင်လောကုတ္တရာတရားကိုပါပြည့်စုံနိုင်တယ်မေ့လျော့နေတဲ့ပုဂ္ဂိုလ်တတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလောကုတ္တရာတရားကိုပါကမပြည့်စုံနိုင်ဘူးခဒါလည်းပဲရှင်းပါတယ်တတိပဒံ၄ပါးကိုအထုံနေလို့တတိအကောင်းလာပြီဆိုရင်နောက်ဆုံးလောကုတ္တရာတရားကိုပါကိုရရှိမယ်မေ့လျော့နေမယ်တတိမရှိဘူးဆိုရင်လောကုတ္တရာတရားကိုပါကိုဘယ်လိုမှမရရှိနိုင်ဘူးတမာဟိတ္တတယံဘိက္ခွေဓမ္မောနာယံဓမ္မောအတမာဟိတ္တတ တမာတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မာတာလျင်လောကုတ္တရာတရားကိုပါးကပြည့်စုံမယ်ထိုက်တဲ့နဲ့တမာတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာလောကုတ္တရာတရားကိုပါးကမပြည့်စုံနိုင်ဘူးဒါလည်းပဲရှင်းပါတယ်စိတ်တဝိတ္တတိလို့ခေါ်တဲ့မိမိရဲ့စိတ်ကိုနိဝရဏအညစ်အကြေးတွေဆင်ကြအောင်ဥပဇရတမာတိအပ္ပနာတမာတိတနည်းအားဖြင့်ခဏိကတမာတိဆိုတဲ့တမာတိတွေကိုရရှိအောင်ကြိုးစားအထောက်အကူရတယ် ဒါကိုအခြေခံပြီးမှတစင်ပြတစင်ဥပဒနာတွေကိုအောင်မြင်မြင်အထုတ်နိုင်မယ်ဆိုရင်လောကုတ္တရာတရား၉ပါးရရှိနိုင်တယ်။အဲ့လိုမဟုတ်ဘူးဆိုရင်လောကုတ္တရာတရား၉ပါးမရနိုင်ဘူးလို့ဒီလိုပြောတာ။နောက်တစ်ခုကပညာဝတ္တောအယံဘိက္ခွေဓမ္မောနာယံဓမ္မောဒုပညတ္တာ။ပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမာတလင်လောကုတ္တရာတရား၉ပါးကရရှိနိုင်တယ်။ပညာမရှိတဲ့ဒုတိယပုဂ္ဂိုလ်ရဲ့ဒုပညာပုဂ္ဂိုလ်ရဲ့တန်တမ်းမာတော့ လောကုတ္တရာတရားကိုပါမပြည့်စုံနိုင်ဘူးတဲ့အဲဒါပညာကလည်းပဲအရာကျဲတယ်ကမတက္ကတာပညာနေပြီးမှဟိုမဲ့ညာဖွညာပညာအတိပညာတွေအဆင့်ဆင့်ပေါ့ဒီပညာတွေကိုအ ਨੇ ဆုံးကမတက္ကတာပညာကံကံအကျိုးယုံကြည်တဲ့အတိညာပညာကနေပြီးမှသူတဲ့မြင့်တဲ့ပညာတွေတစင်ပြီးတစင်ရအောင်စုစည်းအထုတ်သွားမယ်စီပူးအထုတ်သွားမယ်ဆိုရင်နောက်ဆုံးပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်မယ် အဲ့လိုပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာတာလင်လောကုတ္တရာတရား၉ပါးရရှိနိုင်တယ်။ပညာမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမာလောကုတ္တရာတရား၉ပါးပြည့်စုံဖို့ဆိုတာမဖြစ်နိုင်ဘူး။ခနောက်တစ်ခုမြတ်စွာဘုရားကအဲ့တော့မြတ်စွာဘုရားကကြွလာပြီးမှရှင်နုရုဒ္ဓါကိုနောက်တစ်ခုလည်းပဲဆက်ပြီးကြံဖို့အကြံအကြံပေးတယ်ပေါ့နော်ဟောပေးတယ်အဲ့ဒါပါလဲဆိုရင် နေပပင်သတ္တယံဓမ္မောနေပပင်သရတိနေပပင်သတ္တယံဓမ္မောနေပပင်သရတိနောတဲ့နာယံဓမ္မောပပင်သပပင်သရမတပပင်သရတိနောတဲ့တဏမာနဒိဋ္ဌိလို့ခေါ်တဲ့တန္တရာနယ်ချက်တရားမရှိရာဖြစ်တဲ့နိဗ္ဗာန်မှာမွေးလျော်ပြောပိုက်နှိမ့်ချတဲ့ပုဂ္ဂိုလ်ရဲ့တန္တမာတလန်လောကုတ္တရာတရားကိုပါကပြည်စုံတဲ့ တဏမာနဒိဋ္ဌိလို့ခေါ်တဲ့ပပ္ပိဉ္စတရားတန္တရာချက်တရား၃ပါးမှာမွေ့လျော်ပြောပိုင်းနှိမ့်ချတဲ့ပုဂ္ဂိုလ်ရဲ့တန်တံမှာကြရင်တော့လောကုတ္တရာတရား၉ပါးဟာမပြည့်စုံနိုင်ဘူးတဲ့အဲ့ဒါကိုလည်းဆက်ပြီးမှကြံပါဆက်ပြီးမှစဉ်းစားပါဆိုပြီးမြတ်စွာဘုရားဟောတာလိုက်အော်အလုံးပေါင်းတော့အကျံစီ၈မျိုးဖြစ်သွားတယ်အဲ့ဒီအကျံစီ၈မျိုးအတိုင်းကျံစီနေမယ်ဆိုရင်နဲ့မြတ်စွာဘုရားကရန်တော်တွေကိုထပ်ပြီးမှဟောတယ် ဇန်၄ပါးကိုလောလောကူကူလေးရရှိနိုင်တယ်အဲ့တော့ဇန်၄ပါးကိုလောလောကူကူရရှိပြီဆိုရင်အခုဘုရားသာသနာမှာဒီဇန်တွေကိုအခြေခံပြီးမှဥပဒနာတွေတစင်ပြီးတစင်အထုတ်မယ်ဆိုရင်ဘာဖြစ်မလဲလောကုတ္တရာတရား၉ပါးရတော့မှာပေါ့ဇန်၄ပါးရပြီဆိုရင်ပြီးတော့ပစ္စည်း၄ပါးမှာလည်းပဲရောင်ရဲလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ပေါ့ဟောဘာနဲ့ပဲတွေ့ကြုံ တွေ့ကြုံကိစ္စမရှိတော့ဘူးဟောပန္တကူသင်္ကန်းဝတ်နေရရင်လည်းပဲသူကကျဉ်းနေတာပဲနွားကျင်ငယ်ရလို့ ဇီးပူရှာရှာတဖန်ကားတွေစားနေရရင်လည်းပဲကျေနပ်နေတာပဲတက်တပင်ရင်ဝါတပင်အောက်မှာနေရရင်လည်းပဲကျေနပ်နေတာပဲလောကုတ္တရာတရား၉ပါးရဖို့အတွက်ပဲအဓိကထားပြီးအထုတ်လိုက်တော့နောက်ဆုံးဘာဖြစ်မလဲလောကုတ္တရာတရား၉ပါးတွေကိုရရှိနိုင်တယ်အဲ့တော့မြတ်စွာဘုရားကအရှင်နိရုဒ္ဓကိုအဲ့ဒီပါစိနဝန္တတော်မှာဆက်လက်ပြီးမှတဝါဆိုပြီးအထုတ်ပါလို့တိုက်တွန်းကြရအရှင်နိရုဒ္ဓကလည်းပဲအဲ့ဒီမဟာပရိသဝုတ္တ ရှစ်မျိုးကိုကြံစီပြီးမှတရားထုတ်လိုက်တာ နောက်ဆုံးယဟန္တာဖြစ်သွားတယ်။အဲဒါကြောင့်မို့အရှင်နုရုဒ္ဓကိုယ်တိုင်သူ့ရဲ့အတွေ့အကြုံပေါ့နော်။သူအထုတ်တဲ့အခါမှာဒီလိုတရားတွေနဲ့ပြည့်စုံမှသာလင်လောကုတ္တရာတရား၉ပါးကပြည့်စုံမယ်။ဒီလိုတရားတွေနဲ့မပြည့်စုံဘူးဆိုရင်လောကုတ္တရာတရား၉ပါးကိုမရရှိနိုင်ဘူးလို့ဒီလိုတွေးပြီးမှဆက်လက်ပြီးအထုတ်လိုက်တာနောက်ဆုံးဘာဖြစ်တော့ယန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်။ ဒါကြောင့်မို့အရှင်မြတ်တို့သည်လည်းပဲနောင်တော်ကြီးဖြစ်တဲ့အရှင်နိရုဒ္ဒရဲ့ထုံးကိုနှလုံးမူပြီးမှမဟာပရိသဝိတ္တလို့ခေါ်တဲ့အိတ်တော်သော great man ဒါကိုဆင်ခြင်နှလုံးသွင်းပြီးမှအဲဇန်လေးပါးတရားကိုရရှိအောင်အောင်မြင်အောင်အထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေပြီးတော့ဒီတမာတိကိုအခြေခံပြီးမှဝိပဿနာကိုအောင်မြင်မြအထုတ်နိုင်ကြ၍မေညာဖုန်ညာနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားကိုပါကို ရရှိနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့တိုက်တွန်းလိုက်ပါတယ်ဖေဟာသာဓုသာဓုသာ